မင်္ဂလာပါခင်ဗျာဆရာကြီးတင့်တယ်ရေးသားတော့ဖြေရော့ခွေးလို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်း30အနေနဲ့ကျွန်တော်ကိုရှိတာမှာဆက်လက်၍ဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာအပိုင်း30အလုံးဒီတာမန်မေယိုမေးစဉ်မေးခွန်းများကို အဖြေရော့ချေကဆောင်ပြီးမှစားလဲမစားသေးပါကလားဟိုတော့တိလို့ရာကိုနှာယူသည့်မေးခွန်းကိုမတိမတာမေးလိုက်ခြင်းဖြစ်လေဤ အေးကွယ်တို့ကိုကိုလာကလည်းတခတ်ပဲအလုံးတို့တော့အောက်ကိုရေကားနဲ့ဆင်းသွားကြတော့ထမင်းခုခိုင်းတို့ ခုပေးရသေးတယ်ခုခတ်ပြီးလို့တွားပြီးခေါ်တော့သူ့အခန်းထဲမှာစာအုပ်ကြီးကိုဖတ်နေရကအင်းလို့သာပြောတယ်ထမင်းကိုဆင်းပြီးတော့လာမစားဘူးနောက်တစ်ခါတက်ပြီးခေါ်ပြန်တော့လေစာအုပ်ကြီးကိုဖတ်နေတုန်းပဲအလုံးရဲ့ဒါနဲ့ထမင်းစားကန်းကပဲအစင်းတဲ့စောက်နေရတော့ဘုံ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 နဲ့လေကားကြီးကဆင်းလာပြီးထမင်းမစားတော့ဘူး တိတ်လိုက်တော့အလုပ်တစ်ခုအရေးကြီးတာကြံရစ်လို့တစ္ဆက်ကိုပြန်မယ်မိမေတို့ပြန်လာရင်ဂျက်ကားကိုတစ္ဆက်ကိုပြန်လှည့်လိုက်ပါလို့မှာပြီကိုကိုထွေးရဲ့မော်တော်ဆိုင်ကယ်ကို ထုတ်စီးပြီးတော့ဆက်ကိုပြန်သွားလေရဲ့အော်ဟုတ်လားအလုံးဒီဂယုမဆိုင်လို့ဟန်ဖြင့်ဖြေးလိုက်လေသို့တော်လေအော်ဟုသောစကားလုံးလေးဒီပင် မတိမတာတိတ်တခိုးခိုးရှားလိုက်တော့တက်ပြင်းချက်ကလေးနဲ့အတူနှုတ်မရောထွေး၍ထွက်ပေါ်လာမိလျက်တာဖြစ်သွားလေသည်တို့ကိုကိုလက်ကြီးလက်ဒုက္ခပါပဲအေးကိုထုံးဦးမနေ့ကဆက်ကိုလိုက်သွားပြီးအပြတ်မှာ ကိုကိုလက်ဟာသူ့သုံးတတ်တာလုပ်ငန်းကိုစမ်းကြည့်တာတွေဟာတခုမှမဖြစ်မြောက်လို့အကြီးအကျယ်စိတ်ပြက်နေတယ်လို့မငြင်းစဘူးညှီးချူညှီးချာတတယ်ပြီးတော့လေဟိုခင်နှင်းလင်ကလည်းဖီတီတီလောက်နေတယ်ဆိုပဲအလုံးရဲ့ တို့ကိုကိုလည်းကြီးခမရတနာเสียပါ၏အလုံးသည်ရေတံကလေးပြုတ်မရောနှင့်ကြိုးစား၍ပြုံးခြင်းအပြင် ဖြေးလိုက်လေ၏ရင်ထဲတွင်ကတသိမ့်သိမ့်လှုပ်ရှားစားပြုတ်၍လာပြန်တော့သည်အော်ရေတရပဲရေတရပဲကောင်းလိုက်သေးတော့တယ်ဒီကြက်တူရွေးမကလေးနှုတ်ခမ်းဤနှုတ်ခမ်းဤပါနေကတို့ကိုကိုလည်းကြီးကိုပဲမန်ဖီနေရသေးတယ်လို့အစိတ်ထဲကဖြင့်ဒီဟာမကလေးနဲ့ကိုလည်းကြီးနဲ့တူတဲ့တန်းနဲ့တော့မထင်ဘူး ကိုထုံးဦးကရောထမင်းရက်နေမရကရောခင်နေလွင်ကိုလန်းနဲ့ယူပြီးတော့တို့တခင်များဖြစ်လာရင်လေသူဆိုးတာကိုဓာမခံနိုင်တာနဲ့အလောက်ထွက်ပြီးပြေးရမှာပဲလို့တောင်ပြောနေကြသေးတယ်။ငါလည်းဒီဟာမကလေးတော့တော်တော်ကိုတောက်မြင်ကတ်တာပဲအလုံးရဲ့။အလက်ကားပါအေးသူ့ဖွားရီကဝက်နိုင်စင်နဲ့အကျိုးပြီးပြီးတော့စီးပွားဖြစ်လာတာတဲ့။တေးုပ်ကားများမျိုးတွေအေးဒါကြောင့်အကိုကြီးတို့မမကြီးတို့ကလည်း ကိုလက်ကရောရောဝင်ဝင်လှုပ်နေလို့သာအตาလေးကြည့်နေကြတာစိတ်ရင်းကတော့လိုလိုချင်းချင်းတဲပြီးမရှိကြဘူးအလုံးရဲ့ဩဟုတ်လားအလုံးဒီစကားသားကိုဖြတ်ခါအင်ပေါ်တန့်သူခတ်တုတ်တုတ်တက်၍လာခဲ့လေသမဲစားခန်းထဲမှ ထွက်လာခဲ့သည်နေတပြိုင်နက်ဒေါ်ချွေစိုးရင်ရှိတွင်ရှုပ်တင်းထားရသော မျက်ရည်များမှာပားပြင်ပေါ်သို့လိမ့်၍ဆင်းလာလေတော့သည်ခင်းနှဲလွင့်ကဲ့သို့ဂုံရည်တူသော မိန်းကလေးနှင့်ပင် ်တဘောမမြနိုင်ကြသလိုဖြစ်နေကြသောအိမ်နေအိမ်သားများသည်မိသည့်နေနေများမိမိကဲ့သို့သော သူစင်ရဲ့အဆုပ်ပနုပ်အစီကံပါကလေးနှင့်ကိုကိုလက်ကိုတဘောမြနိုင်ကြမည်မဟုတ်ဟူသောအတွေ့အကြုံအလုံးဤအတဲ့နှလုံးများကိုဓာပါပါနှင့်မှုန်းသလိုထိခိုက်နာကျင်စရာဖြစ်လေတော့ရာ အလုံးမှာကံပင်းညာဖြစ်လာသောသူ့ဘဝကိုသာကြိတ်မနိုင်ခဲမရစိတ်နာမိတော့လေရဲ့မျက်ရည်ကိုသာကြောင်းနေခုံ၍တွင်တွင်တုတ်နေမိရှာလေဤ များမကြမီဥချွေဇံအောင်တစ္ဆာမပြန်တက်လာတဲ့ဖြင့်အလုံးမှာမိသားစုအတွေ့ညသာကိုဒေါ်ရွှေစုနှင့်အတူပြင်ဆင်ကြွေးမွေးနေလေ၏ထမင်းစာရင်ပြောဆိုကြသောဇကားများအနက်မသိမ့်ွဲ့မင်းသားကိုလက်တော့ဒုက္ခဖြစ်တော့မယ်ကိုတကဆက်ကိုမော်တော်ဆိုင်ကနဲ့ပြန်ဆင်းလာတယ်သူ့တုံးတတ်တာကော်ဖော်တဲ့နီးမဆန်းသက်ရသေးတာ တခုကြံနေတာချက်ချင်းစမ်းကျင်လို့တဲ့ကျုပ်အတင်းပြန်ခိုင်းတာလည်းမရဘူးအခုလည်းမလိုက်ဘူး ခြေကားကလေးကိုသာယူထားလိုက်တယ်။မင်းသားကူတလောဘာတွေဖြစ်နေတာလဲ။အချိန်မှမစားအချိန်မှမအိပ်နဲ့။အိမ်မတန်ကြမ်းမရေလိုက်စားတဲ့လူဟာအခုကြည်စမ်းအတော်အချုံးကျနေပြီ။ဒီတကဆက်ကပြန်လာရင် သူ့တုံးထက်သားအလုပ်ကိုမလုပ်ပဲဆိုင်းထားဖို့ပြော။ဒီအလုပ်မဖြစ်တော့ရောဘာဖြစ်အောင်မှလဲ။တော့မဟုတ်ရင်မင်းသားဒီလောက်ဇွဲကြည့်နေတာဟာတော်တော်ကြကြဘုံဘုံလဲတော့မယ်နော်။ဟုတ်တော့ ဦးကျက်စာအောင်၏ဂယုနာဒေါ်တော်နှင့်ပြောဆိုနေတံကိုကြားရလျာအလုံးမှာမိမိနှင့်မျက်နှာချင်းမဆိုင်လိုတိုင်းရှောင်ဖယ်၍ပြေးကတိလုံငန်းတွင် သူ့စိတ်ကိုအတင်းဖိနှိပ်သွတ်သွင်း၏ရှုပ်တိန်နေချာသူကိုကိုလည်းဤရင်ထဲ၌အဘဲမြရှစ်တော်ကမီတငွေငွေအတွင်းတွင် အုံလိုက်ကလောင်ကျွမ်းနေချာသည်ကိုထင်ရှားစွာသိနေရသဖြင့်လူမသိအောင်ပင်သက်ကိုယ်သာရှာ၍နေမိရှာလေ၏ထို့နောက် ဇတိုင်အစင်းနဆိုင်လိုက်ရတော့သုံးရတာများကာလာအတွင်းတင်ကအလုံးတို့မှာအထူးတလဲအလုံးနဲ့လက်မပြတ်နိုင်အောင်ဖြစ်ရနေလေ၏အကြောင်းမှမူကိုခင်ကျွေနေမိမိလေးတို့၏ဇာတာများကိုပြည်တော်ဝိုက်တွင်နာမကြီးဗိသိက်ဆရာ ပုံနတော်ဥဒ္ဒနာကိုတိုင် စစ်စေးတိုက်ဆိုင်ကကြည့်ရှုရ၌စစ်ဆက်ရန်မင်္ဂလာရက်နှင့်လက်ထက်ရန်မင်္ဂလာအခါကောင်ကြုံကြိုက်သည်မှာတုံးရက်အတင်းတွင်ဖြစ်လျာစစ်ဆက်ရေးမင်္ဂလာပွဲကို၎င်း လက်ထမင်္ဂလာတပင်ကို၎င်းထိုသုံးရတာများကာလာတွင်းတွင်ပင်ငွေအားနှင့်ဖြစ်၍အင်တိုင်းအားတိုင်းဆောင်ရွက်လိုက်ကြသောကြောင့်ပင်ဖြစ်လေ၏အလုံးခမများပါလေအလုံးနှင့်လက်နေရောညပါမပြတ်မလတ်ရှိနေခြားသည့်အကြာကပင်ကိုကိုလက်အားမြင်အားနှိုးနှင့်တိတ်တိတ်ခိုးကလေးမျောကိုရောင်မိနေခြားလေ၏သို့တော်လေစိတ်စင်းရဲကိုတင်ရဲ့ပင်ရှစ်တုကံမွေတိုင်းတုံးတက်သားအလုပ်တင်သာဇွဲကြီးနေခြားသော ကိုကိုလက်အားအလုံးသည်၃ရက်စလုံးအတွင်း၌ပင် အရေးရောင်းများမမြင်ရပဲရှိနေသောကြောင့်စိတ်မကြမ်းမသာဖြစ်မိသည်ထက်ဖြစ်ရပြန်လေ၏တို့ရတွင်မိမိလေ၏မင်္ဂလာကိစ္စအတွေ့လူဝဲသမျှကိုဖုတ်ဖို့မိတိုင်းဆောင်ရွက်เสียရှိသမျှတို့ကိုလောက်ကင်ဆောင်ရွက်ပေးနေခြင်းအပြင်၎င်းဒေါ်သိန်းတွဲထာမကြားရသောစကားတူစကားစာကလေးများအရာမိမိလေခိုးရလိုက်ပြီသည်နေညနေကဒေါ်သိန်းတွဲကိုယ်တိုင်ဆက်တို့လိုက်သွား၍ ဦးကျဇာအောင်နှင့်ကိုကိုလက်တို့အားအကြောင်းဆုံးပြောပြတိုင်ပင်ရာတွင်ကိုကိုလက်သည်သူ့တုံးတတ်သားလုပ်ငန်းအောင်မြင်လူဆဲဆဲဖြစ်နေသည့်အပြင်နှမမင်္ဂလာဆောင်မီကိုဘောင်းပီပီရှက်စနိုးဖြစ်၍တောင်ပေါ်အိမ်သို့တက်မလာတော့ပဲဆက်တဲ၌သာနေပြရကြတော့ဟုတောင်းပန်လွှတ်လိုက်သောကြောင့်မိမိလေး၏စစ်ဆက်ရေးပွဲနှင့်မင်္ဂလာလက်ထပ်ပွဲများကိုမတက်ရောက်ပဲနေကြောင်းများကိုသိရှိရခြင်းအပြင်၎င်းအလုံးမှာ ကိုကိုလည်းစုပ်စမြုပ်စမပေါ်လာပဲဖြစ်နေသည့်အကြောင်းရင်းများကို သိရတော့ကကိုစိတ်ကိုကို ဖြစ်သိမ့်စရာအတန်ငယ်ရချလိမ့်စစ်သက်ရေးမင်္ဂလာပွဲကို တောင်ပေါ်အင်ကြီးတွင်ပြုလုပ်၍ထိမ်းမြားလက်ထက်မင်္ဂလာပွဲမှာမူနဂလိန်တိုက်ခန်းတွင်ပြုလုပ်ကြသည်ဖြစ်ရာအလုံးတို့မှာကျွေးမွေးအခမ်းမှုနှင့်ပတ်သက်၍ပုံမော်၍အလုံးများနေကြနေတော့၏မင်္ဂလာပွဲတွင်ကိုခေကျွင်းနှင့်မိမိလေးတို့ ရွှေဖန်ရားတွင်လက်နာ၍ထိမ်းများသည့်အခိုက်တက်တွင်လည်းအလုံးခမားမှာသူ့ကိုကိုလက်ကို ပြေး၍မြင်အောင်နေမိပြန်သည် မင်္ဂလာပွဲကြီးသည်ကိုကိုလက်တို့မိသားစု၏ကြီးမားလာသောဂုံဒရထုတဲကြီးကို အလုံးအားမျက်မြင်ကိုတွေ့ထင်ရှားစေလေတော့ရာအလုံးခမားမှာမင်္ဂလာပွဲသို့ကိုကိုလက်လာများလာပါဦးမလားဟုစောင်းမရိတ်ကြီးမျှော်တွေးမိသည့်အကြာကပင်မတန်ဘူးမတန်ဘူး ကိုကိုလက်ဟာအလုံးနဲ့အစင်တန်းချင်းကွာခြားလာကြည့်ရဲ့ကိုကိုလက်ရဲ့ကိုလက်လေခင်နေနေတဲ့သာတံပါတယ်ကိုလက်ရဲ့အလုံးကိုမေးလိုက်ပါတော့ဟိုဆွေမြေနာကြည်တော်တွေးလုံးများသည်ချင်းမီးလျာဖြင့်ကျွမ်းစာပြုတ်နေသောအသည်နှလုံးများ၌ကြရရ၍နေကြလေတော့သည်မင်္ဂလာပွဲကြီးပြည့်စည်၍ညနေဆောင်တွင်နှစ်ဖက်ဆွေမျိုးများညစာစားပွဲကြီးကျင်းပပြီးနောက်အလုံးသည်ဒေါ်သိန်းနှွေးနှင့်အတူတောင်ပေါ်အင်ကြီးသို့ပြန်၍တက်ခဲ့လေ၏ အိမ်ခန်းကလေးအတွင်းသို့ဝင်မိတည်နေတဲ့ပြိုင်နဲ့အလုံးဒီမိမိလေး၏အဲ့ရစီတို့ကြည့်ကမင်္ဂလာပွဲကြီးကိုပြန်၍စဉ်းစားမိရင်ကိုခင်ကျွေနှင့်မိမိလေးတို့ဂုံရီတူပုံကို တွေးမိရကနီးလျက်နှင့်မနီးရနိုင်သောဂုံကြီးရှင်ကိုကိုလက်အပေါ်၌သာတစိမ့်စိမ့်အတွေးတွေဝဲကစိတ်မချမ်းမသာကြီးဖြစ်နေရပြန်လေ၏ထိုအခါတွင်ဂုံကြီးရှင်တို့၏မင်္ဂလာလက်ထပ်ပွဲကိုမျက်နှာလိုက်ကတနေ့လုံးအောက်ရင်မြို့တိတ်ထားရဟန်တူသော ပြည့်စုံမောင်သည်ဂုံကြီးချင်းလက်ထပ်ပြီးသားဇနီးမောင်နှံတို့၏မင်္ဂလာဥညကိုပုံမတရအောင်မျက်နှာလို့မျက်နှာဖန်တီးပေးသည့်အလားလေဦးကလေးရှိ၍မိုးတညွညွဖြစ်လာရမှ နေလုံးပြောက်၍ညီဦးရသို့ရောက်ခဲ့သည်တွင်ရေအိုးကိုတုံမှ၍ချားလိုက်ပြီးတကယ်တို့ဝေါကနေဝေါကနေထိုးချ၍တဲထန့်စွာရွာသွန်းလာလေ၏တုံးအောင်ရွာသွန်းလျက်ရှိသော မိုးတံကို နားဆိုင်နေမိရင် အလုံးသည် ဒေါ်သိန်းနဲ့မင်္ဂလာပွဲ၌ဝစ်စားဆင်ရင်ခဲ့သောထမိန်အင်းကြီးပဝါရှင်များကိုခောက်သိမ်း၍ပေးနေရသည်လေကားစီမှနေ၍အလုံးရင်အလုံးဟိုခေါ်တန်ကိုကြားလိုက်ရသဖြင့်သိန်းဆက်လက်ဆကိုခိတ္တချခဲ့ချခဲ့ပြီးနောက်လေကားတဲ့ဇင်းကြံလာအတိုင်းထွက်ခဲ့ရာ လေကားရင်းမှခေါ်လိုက်သူမှာဒေါ်ရွှေစုဖြစ်နေသည်တာမကဒေါ်ရွှေစု၏ဦးကောင်းတွင်လည်းအဝိတ္တခုဖြင့်ပတ်ထားသည်ကိုမြင်ရသဖြင့် ဘာလဲအတော့ဘာဖြစ်လို့လဲဟိုလှမ်းမေးလိုက်နေဤတွင်ဒေါ်ချွေစုလည်းစကားပြတ်မပြောပဲ လက်ရက်၍သာအတွင်ခေါ်တဲ့ဖြင့်အလုံးမှာလှေကားကိုကြပြကတိဆင်းခဲ့ရလေဤဘာလဲဟင်အတော့ဘာဖြစ်လို့လဲဒေါ်ချွေစုလည်းဘိုက်ကိုလန်နဖန်းနဲ့နှိပ်၍နေရကမပြောပါနဲ့တော့အလုံးရဲ့မင်္ဂလာဆောင်မှာအစားတွေလုံးလာလို့ဖိုက်နာပြီလူငွေတွေညှီးစီစီနဲ့ခေါင်းတွေတိတ်ပြီးကြိုက်နေတယ်ဤ အရေးတဲမှာကိုကိုလက်ကြီးကလည်းဘာစိတ်ဘာလက်များပေါက်လာတယ်မသိပါဘူးအေးဆက်ကနေပြီးခြေကားကလေးနဲ့မိုးတဲကြီးတဲမှာပြန်လာပြီးတော့သူတို့ကလုံးလဲခြေကားဆိုတော့မိုးရီတွေဆက်ဆက်ချိုးလို့ပါအေးအခုအဝဲလဲပြီးတော့ထမင်းစားကန်းနဲ့မြောက်နေတယ်ညသာမစားရသေးဘူးအေးဒါကြောင့်ငါတူမကြီးကပဲကိုကိုလက်ကိုထမင်းပြင်ပြီးကျွေးလိုက်စားပါကွယ်နော်ဟင်းသွေးတရာရှိတာတချို့ကိုတော့ကိုထုံးဦးကြီးကိုပဲခိုင်းဖြစ်ဖြစ် ဘာမှအလုံးမလုံးနဲ့ကိုလက်ကိုသာထမင်းပြင်ပြီးကျွေးလိုက်ပါတော့လားကဲငါသွားမယ်ကွယ်ခေါင်းမထိုးရှင်တော့ဘူးဟိုညီတော်တော်ပြောကလက်ထွက်သွားတဲ့ဖြင့်အလုံးမှာမျက်လုံးကလေးအကြောင်သာဗစက်ကလေးအဟောင်းသာနဲ့လှေကားထိတ်တွင်ကြံ့ရင်ခဲ့ရှာလေကိုကိုလက်ကိုအမျော်ကြီးမြော့မိသူအလုံးမှာကိုကိုလက်ရောက်လာပြီဆိုသည့်တွင်အနည်းတို့ကဲ့ရန်မဟုန်တဝုန်ဖြစ်နေရကစိတ်တကွင်လုံးမှုံ၍နေမိရှာပြန်လေတော့သည် ပြီးမှကိုကိုလက်တကောလုံးမိုးရိချွဲလာသည်ညသာမစားရသေးဘူးဟူသော စကားလုံးများကို ပြန်၍တွေးကကိုကိုလက်ဆာလောင်မွတ်သိနေချာမျိုးကိုပြင်လာသောစိတ်တို့ကြောင့်ချက်ချင်းပင်ထမင်းစားကန်တဲ့သို့ရှောက်ဝင်သွားခဲ့လေ၏ကိုကိုလက်မှာကမေးချင်းရ၍ခက်ခိုက်တုံကထမင်းစပွဲကြီးတွင်ထိုင်လျက်ညှိုးငဲ့သွားငိုင်းငင်းငေးကြီးဖြစ်နေသည်ကိုအလုံးတွေ့ရသည်နှင့်တပြိုင်နက်ရင်ထုမနာကြီးဖြစ်သွားလေတော့သည် ကိုလက်ပြင်းထန်လာသောဂယုနာစိတ်တွေဝေချံထွက်အံ့လာသည်ဖြင့်အလုံးသည်ဦးထွန်းဦးကြီးကိုမျှဂယုမဆိုင်နိုင်မီပင်ရုတ်တရက်နှုတ်မှလွတ်ထွက်သွားမိရင် ကိုကိုလက်ရှိရာသို့ရှင်းကပ်သွားမိရှာလေ၏အလုံးရဲ့တံကိုကြားလိုက်ရသည်တွင် ကိုကိုလက်သည်ညှို့ရနေသောမျက်နှာညှို့ညို့ကြီးဖြင့်အလုံးအားလှမ်း၍ကြည့်လိုက်ရှာသည်ပြီးမှနှုတ်ဆက်လျက်ကပင် ပြန်၍ခေါင်းဆိုင်သွားပြီလျင် တူးရှိစပွဲကြီးပေါ်တွင်ရှိသောပစ္စည်းများကိုငငယ်ကြီးကြီးကငာ၍နေပြန်လေ၏ကိုကိုလည်းမျက်လုံးစူးစရာသို့လာ၍ကြည့်လိုက်သည်တွင်အလုံးသည်နမူနာအမှတ်43ဟုမြေပြိုဖြင့်ရေးသားထားသောတက်သားပြားပါးပါးလာလာတစ်ချက်နှင့်တကားကိုကိုလည်း၏ရှိတဲ့တဲ့တွင်နေမောင်းသောရေများထဝကန့်ရှိနေသောဖန်ကွက်ငယ်တစ်လုံးကိုမြင်ရလေ၏ထိုအခိုက်တွင်ဥထုံးဦးကြီးသည် မိဖို့ဘက်မှငွေတထောင်ထောင်နဲ့ထမင်းအုပ်ဟင်းအုပ်များကိုယူလာကဝင်လာပြီးနောက်တောက်လိုက်လေးကိုလည်းအချမ်းပြေတော့အောင်ဟိုပြောလိုက်ပြီးလည်းရင်အလုံးကိုမြင်သည်နိုင်ကဲအလုံးကိုလက်ကြီးကိုထမင်းပြင်ပြီးကျွေးလိုက်ပြီးတော့ဘာတော့ကွယ်ဒေါ်ချွေစုခေါင်းကြိုက်တာသွားနှိပ်ပေးရအောင်မယ်ကိုလက်ကြီးစားပြီးရင်ပကံတွေကိုကြောင်ရင်ထဲမှာဒီအတိုင်းသာတင်ပြခဲ့ဟုတ်ပြီလားဟိုပြောရင်းဆိုရင်ထမင်း ဟင်းအုပ်များကိုနိုင်ရန်ကပ်ဇပွဲပေါ်၌ချကာထွက်သွားသည်ဖြင့်အလုံးလဲဒီတို့တွင်မှပကံဓာခရင်ဇုံလက်တော့ဘဝရေဖန်ကွက်စသည့်တို့ကိုကိုကိုလက်အနည်းတွင် အသင့်ပြန်လာရင်ကိုကိုလက်ချစ်ချစ်ဖန်ကွက်ကလေးကိုကြည်လိုက်လေကိုကိုလက်လည်းဖန်ကွက်ကလေးကိုယူ၍မောချလိုက်ရာချက်ချင်းပင်မျက်နှာကြီးချုံမဲ့၍လေချောင်းကိုလက်နှင့်ပုတ်တက်ပြီးမှငြိမ်သွားသည်ဖြင့်အလုံးမှာမျက်လုံးပြူရာက ဘာတွေလဲရင်ကိုလတ်ဟိုမေးလိုက်နှိလေဤကိုလတ်မှာအေးအခါတွင်မှာပြုံးရအောင်မပွင့်တပွင့်ဖြစ်လာပြီဟိုအလောင်းတော်ကတ္တဘဘက်ကခိုးချက်တဲ့မပြောသည့်အရက်တဲ့ဗရန်ဒီထက်အချမ်းပြေလွယ်တယ်စမ်းကြည့်စမ်းမအောင်ဆိုပြီးဦးထုံးဦးကြီးကပေးလို့ဗရန်ဒီအစာစမ်းကြည့်လိုက်တယ်ဟုတ်လေဟုတ်ပါရဲ့တကိုယ်လုံးကိုနှွေးလာတော့တာပဲဟိုပြောပေါ်ရလာလေဤအလုံးဤလူစိတ်မှာ ရုတ်တရက်တင်းကျပ်သွားပြီလေရင်ရုတ်တရက်ပြန်၍ပျော်သွားပြန်လေ၏ကိုလည်းအရက်တောက်ဒီကိုစိတ်ဆင်းရဲမိသဖြင့်တင်းကျပ်လာသောစိတ်သည်အော်ရှမ်းရှာလုံးလိုထင်ပါရဲ့ဟူသောဂယုနာအဟုန်ကြောင့်ပြန်၍ပျော်သွားလေ၏တွေးပူလာဟန်ဖြင့်ကိုကိုလက်ဒီလှုပ်လှုပ်ရွရွဖြစ်လာကနမူနာ53တည်သားပြားကို ကောက်၍ကင်ကထအောက်လှန်၍ကြည့်နေလေ၏ဒီမှာ ်အလုံးအသင်ထမင်းပြေပေးတာတော့ထမင်းပတ်တို့ကလထိုင်ကိုတိုးချွေကထမင်းစတင်၍စားနေအလုံးမှာကထမင်းစားနေတော့ရှစ်သူကိုမျက်ကြည့်အပြတ်မခံပဲကျင်နာသောမျက်တော်မခတ်စိမ့်စိမ့်လဲ့လဲ့ကြီးကြည့်၍နေမိလေတော့သည်နှစ်ဖူးကျဲနာရန်ပေါ်နရွက်ကနေယောကနေယောက်ျားပီတာတိတ်ခါချီလာတော့ကိုကိုလဲ့ဤမျက်နာမှာစိတ်မချမ်းသာခြင်းအရေးအယောင်တွေတစုံတစားဖုံးလွှမ်းနေစေကမူ ကြည်လေကြည်လေအလုံးဤမျက်စီထဲတွင်ကြက်တရေရှိလေဖြစ်နေလေတော့ဤလက်ကလေးနှစ်ဖက်ချက်၍အစားအသောက်လူသည်များကို ဖြစ်တင်းပေးရန်မတ်တက်ရက်၍စောင့်နေချသူအလုံးအားကိုကိုလက်သည်မျက်လာတစ်ချက်လှန်၍ကြည်လိုက်ပြီးနောက်ထိုင်လေဟုကလက်ထိုင်လူတစ်လုံးကိုမင်းငေါပြကပြောလိုက်ရာ အလုံးလည်းကိုလက်ဤဂယုနာကိုတံပြန်ကျင်နာစွာပြုံးရာကမထိုင်ပါဘူးကိုလက်ရဲ့စားပါ ဟုရှိုအေးသောအတန်ဖြင့်ပြန်၍ပြောမိလျက်သာဖြစ်သွားသည်၌ကိုကိုလက်လည်းဓာနှင့်ခရင်ကိုချ၍ကလထိုင်အလုတ်ကိုကိုတိုင်ရွှေ့လိုက်ပြီးလည်းရင်အလုံးဤပခုံးကိုကိုင်နှဲ့၍ထိုင်ဟုတလုံးနဲ့ပြောကာအထိုင်ခိုင်းလိုက်သည်ဖြင့်အလုံးမှာကိုကိုလက်အလိုအတိုင်းလာ၍ထိုင်လိုက်လေ၏အနည်းတွင်အလုံးထိုင်လိုက်သည်နှင့်တပြိုင်နက်ကိုကိုလက်သည်ထမင်းကိုခတ်တုတ်တုတ်စားပြီးလည်းရင် နှုတ်ခမ်းပါဏတုတ်ခါအလုံးအသင့်ထဲပေးထားသော ကော်ပီပကံကိုသူ့ရှိကိုဆွဲယူလာပြီးနောက်အငွေတထောင်တောင်ထနေသော ပကံမျက်နှာဝကိုစိုက်ငေး၍ကြည့်နေပြန်လေ၏ထို့နောက်မှ နမူနာအမှတ်43တစ်သားလွှာကိုဆွဲယူပြန်ကအသေးချာကြည့်၍နေပြန်လေ၏အလုံးနဲ့တစ်သားလွှာကိုကြည့်ရမှဒါပါလဲဟင်ကိုလက်ဟိုမေးလိုက်ပြီယား ကိုကိုလက်နဲ့တစ်သားလှကလေးကိုလက်လို့စပယ်ပြစ်ချလိုက်ပြီးနောက်ကိုလက်ရဲ့ဆုံးရှုံးမှုနံပါတ်43ပေါ်ဟိုအတန်ကြောင်ကြီးနေဖြေလိုက်နေဤဘလို့လဲကိုလက်ရဲ့ကိုလက်300တာလှုပ်ဖို့ဆန်းတာဟောဒီတစ်ခါပါနဲ့ဆိုရင်43မျိုးရှိပြီလေတစ်ခါမှအတုံးမကြဘူးအလကားပဲအမေရိကန်သွားပြီးငွေ2000ကျော်အကုန်ခံစီးပုခဲ့ရသမျှဟာ အလကားဖြစ်နေပြီအလုံးကိုကိုလက်တီတက်သားလွှာကလေးကိုကောက်လိုက်ပြန်ကမျက်နှာတစ်ဖက်တွင် ရှိနေသောကော်များကိုလက်သေးဖြင့်စိတ်၍စိတ်၍ဖဲ့ရင် စိတ်ပြက်လက်ပြက်နှင့်ခက်ကြီးကြီးပြောလိုက်ပြန်လေအလုံးမှာလဲကိုကိုလက်အားတနာသွားမိရာကအိုးတနေ့ကျရင်ကိုလက်ကြိုးစားနေတာတွေကအောင်ပါဗောမအောင်ဘူးအလုံးမအောင်ဘူးကိုလက်ကြိုးစားသမျှတွေဟာတဲတဲရေတုံးပဲ ဖိဖိငွေငွေတွေဖြုံးနေတာနဲ့တူးနေပြီကိုလက်မှားတယ်ကိုလက်ဆယူပေါက်တိုင်းထင်ရှားလှုပ်ပြီးနေခဲ့တယ်အခုပြောစရာကြီးကို ဖြစ်နေပြီကိုလက်အမေရိကန်ကို သွားဖို့စီစဉ်တုန်းကဖြတ်ဖူးတယ်အမေရိကန်သွားပြီးတင်မဲ့မထူပါဘူးကွာသူတို့စီကဆက်တွေကိုတယုံလုံးဝယ်လာနိုင်မှာဖြစ်မှာလို့ပြောတာကို ကိုလက်ကကျွန်တော်သူတို့စီကဆက်တွေပစ္စည်းတွေမဝယ်ဘဲနဲ့ ဖြစ်အောင်လုပ်ပြမယ်လို့ပြန်ပြီးရှင်းသားခဲ့ဘူးတယ်အခုတော့ကိုလက်ကိုကိုကိုကြီးကဘဲနဲ့လဲကွာလို့မင်းငေါ်တော့မယ်စကားကိုလက်စားတက်လိုက်ပြီးနောက်ဟီကနေတပြင်းကြီးကိုချလိုက်ချာသူကိုကိုလက်အားအလုံးမှာဂယုနာအတက်ကြီးတက်၍နေမိလေတော့သည်ပြီးမှနေရာကိုပြင်၍ထိုင်ကဂယုနာမိုးအုပ်နေသောမျက်နှာကလေးကိုပါဆရာတက်ကြွဆရာတဒံလင်းရောင်ချန်၍နေအောင်ပြင်လိုက်ပြီးနောက် ကိုလက်ကလည်းတဲပြီးစိတ်ချော့လွန်းတာကို ရောက်ကြပဲဘာအားချော့ရမလဲမြတ်စွာဘုရားအလောင်းတော်ဟာဆိုရင်ဟိုကုံတယ်ဘဝတော်ကလေကြီးတစ်စင်းနဲ့ကုံရောင်းကုံဝယ်လိုက်တာပင်လေတဲ့ရောက်တော့လေမုန်တိုင်းမိပြီးလေမောက်ကရောတဲ့တိလားအဲလေလဲမောက်ကရောဘုရားအလောင်းဟာတခါတည်းသုံးလေးရက်ဖမင်းမဆောင်အောင်ထောပတ်တွေကိုအဝါတောက်ပြီးတော့ပင်လေထဲမှာလက်ပြကူးနေတာသုံးလေးရက်လောက်တောင်ကြာတဲ့ ဒါနဲ့မင်္ဂလာနတ်သမီးဆိုတဲ့ပင်လယ်ဆောင်တဲ့နတ်သမီးကလေဖះအလောင်းကိုမြင်တော့တင်းဘာဖြစ်လို့ကမ်းမတ်မြင်ပဲရေကူးနေတယ်လေလို့စကတာဟွက်တယ်လေဒီတော့ဖះအလောင်းကငါမတည်မရှင်းမလျှော်ဘူးကမ်းမမြင်ပေမဲ့ကူးမပဲလို့ပြန်ဖြေလိုက်တဲ့ဒါနဲ့မင်္ဂလာနတ်သမီးကလေးကတိတ်ပြီးတော်တဲ့ယောက်ျားဇွဲကောင်းတဲ့ယောက်ျားဆိုပြီးရေထဲကဆယ်ပြီးနန်းတော်ထဲပို့ပြီးဘရင်အလောက်ခိုင်းတဲ့ ကဲကြည်စမ်းပင်လေထဲမှာကမ်းမမြင်လမ်းမမြင်ပဲနဲ့တော့ဖျားလောင်းဟာဇွဲမလျှော့ပဲလက်ပြကူးသေးတယ်ကိုလမ်းမှာအခုဒီပညာလဲတင်ခဲ့ပြီးပြီအခမ်းမသိင့်သေးလို့သာဒီလိုချင်တဲ့ကော်ကိုဖော်မရသေးတာပါအချိန်ရှိသေးရကြိုးစားနိုင်တာပဲကိုလက်ရဲ့အချိန်တွေမကုန်မခန်းနိုင်ရှိနေသေးတာကိုဘာဖြစ်လို့စိတ်ချော့ရမလဲကိုလက်ရဲ့ယောက်ျားပါသားဘာချော့ရမလဲဒီတခါမရ နောက်တစ်ခါ53ကနဲ့မဖြစ်ရင်54က54ကနဲ့မဖြစ်ရင်55က55ကနဲ့မဖြစ်ရင်အိုးဟဲ့ဟဲ့ကိုလက်ရဲ့အလုံးခမများမှာစကားဆုံးအောင်မပြောနိုင်မီကိုကိုလက်ရဲ့ရင်ခွင်ထဲ၌အင်အားရှိနေသောရုံးကန်မိနေသောအဖြစ်သို့ဆက်ချင်းရောက်သွားရချာလီတော့သည်အလုံးမှာကိုလက်ဆက်ရချောရွေ့နေသောအဖြစ် စိတ်မချမ်းမသာကြီးဖြစ်နေသောဖြစ်တို့ကို မကြည့်နိုင်မမြင်နိုင်ထို့ကြောင့်ပင် ကိုလတ်အားသူတသက်မြမှတ်သက်မြဥပမာကလေးဖြင့်ကိုကိုလတ်စိတ်ချမ်းသာပါစေတော်ဟူသောစေတနာဖြင့်အာပိတကားလေးများကို ပြောနေမိကြသည်နားထောင်နေသူ ကိုကိုလတ်၏အဖို့တွင်ဇာနကားဟူသောအမိကိုပင်မပြောတတ်မေကလာနတမီကိုပင်မေကလာနတမီဟုသူကြာဘူးနာဝရှိသည်မြဘဟုတုဒကလေးနှင့် တအားတမြစိတ်နှစ်သိမ့်အောင်ပြောချသူ အလုံးအားနားထောင်ရင်ကပင် အလုံးခမ ्या ဤတန်းစင်သောစေတနာဂယုနာကိုပို၍ပို၍သာမြန်နိုကျေးဇူးတင်နေမိရှာပြီလျင် သူစိတ်ကိုသူမလျှောက်တီးနိုင်အောင်ပင် အလုံးအားရေခွင်တွင်သို့ အတင်တိမ်တွင်ဖြစ်ညစ်ပြလိုက်မိလေတော့သည်ထမင်းစားကန်းနှင့်တွင်နှစ်ယောက်ချင်းဆုံ၍နေကြသည်ကိုပင်တတိမမှုမိအောင် ိုကိုလာပေါ်၌ဂယုနာမိုးဆို၍နေမိသူ အလုံးခမရမှာကိုကိုလာ၏ရင်ခွင်တွင်သို့ရောက်ခါမှပင်တတိယကယုံကံမိရှာ၏သို့သောကိုကိုလာခမရမှာလည်းမရှိမဆန့်ကြီးဖြစ်နေချာလျက်အလုံးကိုယ်တိုင်ပဲလျင်ယုံကံရင်က အလိုလိုအင်အားကုန်ခံမောပန်းတုံရင်ကဟဲ့ဟဲ့ဆိုတဲ့အတန်ကလေးပင်တဖြည်းဖြည်းတိမ်ဝင်သွားသည့်အထိစိတ်မချမ်းမသာဖြစ်နေချာသော ရှစ်သူကိုထပ်၍စိတ်မချမ်းမသာ အငင်းစဲကျင်သောညာတာစိတ်သောကလေးတပွင့်သည်တဲဘဝင်တွင်ကပ်၍နေသဖြင့်ဝိုင်းနေသောမျက်ရည်စားတို့သည်သာ ကိုကိုလက်အားယင်ဆွဆွကြီးနှင့်မော်၍ကြည်နေမိရှာလေတော့သည်ကိုကိုလက်ကိုယ်တိုင်မှလည်းအသေးအံမစီမဆန့်ကြီးစိတ်ဆင်းရဲနေရချလည်းရဲ့မျက်လုံးများဆွဆွနေရမှအလုံးဤမျက်နှာကလေးကိုစိမ့်စိမ့်လက်လက်ကြီးဆ ảy ၍ကြည်နေပြီးမှရုတ်တရက်အလုံးဤပါးပြက်နှစ်ဖက်ကိုဒရကြံအထက်အထက်မှု့ပြက်လိုက်လေတော့သည် ပြီးမှအလုံးဤမျိုးလုံးများကိုစစ်စစ်ဆက်ဆက်ကြည့်ရင်အံကိုခဲ၍ကိုလက်ချုံးမိအလုံးအလုံးကိုကိုလက်ချုံးမိအလုံးကကိုလက်ကိုရှောင်မိနေတော့ကကိုလက်အလုံးနောက်ကိုလိုက်တယ်နောက်တော့ကိုကြီးတို့မန္တလေးပြန်တဲ့နေ့ကအလုံးကချစ်သူချီတယ်ဆိုတာဓာတ်ပုံနဲ့အသေးချာပြောလို့ကိုလက်အလုံးကိုရှောင်ခဲ့တယ်ငါဘလောက်ပဲရှစ်ပေမယ့်သူ့မှာချစ်သူကြီးနဲ့ပါကလားလို့ ကိုစိတ်ကိုကိုနိုင်ပြီးအောင်းအင်းမျိုးတိတ်ခဲ့တယ်။ဒါပေမဲ့အလုံးကိုလက်လေအလုံးကိုမေ့မရဘူး။တိလား။ကိုလက်အလုံးကိုချစ်တယ်။ရှစ်တယ်။ကိုကိုလက်ရဲ့အတန်မှာတုံတုံရင်ရင်ကြီးပင် ဖြစ်လာလေတော့ဒီ။ကိုလက်ချစ်ပေမဲ့အလုံးကချစ်သူရှိနေတာမို့ဟဲ့ဂျင်းစိမ့်နဲ့မိတ်တလင်းဆိုပြီးကိုလက်ခင်းနှင်းလွင်နဲ့စိတ်ကိုဖြည့်တယ်။မပြေဘူးအလုံးမပြေဘူး။ နည်းနည်းကလေးမှမပြည့်ဘူးအလုံးကငိုတန်ပါလာတော့ကိုကိုလက်ရဲ့အတန်ကြီးကြောင့်ရင်ဖိုလာရချာလိနောက်ဆုံးမတက်နိုင်တော့ကိုလက်ဆက်သေးကိုဆင်းပြီးနေရောညရော ကိုကိုကိုအလုံးပေးထားတယ်အလုံးကိုမိအောင်ကြိုးစားတယ်ဒါပေမဲ့မရဘူးကိုလက်ကြိုးစားတဲ့လုပ်ငန်းကလည်းမအောင်မြင်အလုံးကိုလည်းမေးဖြောက်လို့မရလို့ကိုလက်ဘယ်တော့စိတ်ချင်းရေခဲ့ရတယ်ဆိုတာကိုအလုံးမသိဘူးညီမလေးမသိဘူးနော် ဖိုလိုက်နေတော့အလုံးခမရမှာနေငနဲ့ရင်ဆို့သွားချလိမ့်။ဒါနဲ့ကိုလက်မနေတတ်မထိုင်တဲ့ဖြစ်လာတဲ့အလုံးစိတ်ပင်ပန်းလို့လို့မချိမဆက်ဖြစ်နေတော့ဒီနေ့ညနေပဲမောင်ခင်ကျွေကို အမီလေးကဆက်ကြီးပြရအောင်ခေါ်လာတယ်။မောင်ခင်ကျွေမျက်နှာလည်းမြင်ရောကိုလက်လည်းအသေးတွေကျွေရတော့တာပဲအလုံးရဲ့ကိုလက်အသေးတွေတပြုံလုံးကျွေကြရတော့တာပဲ။ ကိုခင်ကျွေးရဲ့မိကိုပြောလိုက်တဲ့နေ့တပြိုင်နက်အလုံးခမားမှာမိုက်ခနဲ့ဖြစ်သွားပြီးနေလုံးကလေးပြူးကြောင်ကြောင်နဲ့အသက်ရှူရန်ကိုပင်မေ့တယ်လို့ဖြစ်ခါဗဇာအဟောင်းသားနဲ့ရှိနေရှာလေတော့သည်ကိုကိုလည်းဤမျိုးလုံးအိမ်ထောင်များသည်ပိုပြည့်ဆွဆွလာလေရဲ့နှုတ်ခမ်းတော်များနဲ့နှုတ်ခမ်းသားများသည်လည်းတဆက်ဆက်တုံရင်လာလေဤရက်ဆက်လိုက်တဲ့အလုံးတက်ရက်ဆက်တဲ့အလုံးဟဲ့ပြောစမ်းကိုလက်ကိုအလုံးဘာဖြစ်လို့ဒီလောက်မုန်းရတာလဲကွယ် အမီလေးစီကိုပေးတဲ့မောင်ခင်ကျွတ်တပ်ပုံကိုအလုံးချစ်သူပါဆိုပြီးကိုလက်ကိုအနုနီးနဲ့တဖြည်းဖြည်းမြင်မိတတ်လိုက်ပုံဟာလေအင်းကောင်းပါပြီရဲ့အလုံးလေးရဲ့အလုံးလုံးလုံးပုံတွေတိတ်ကောင်းအာကြီးကောင်းဟမ်မောင်ခင်ကျွေးကိုမြင်ဘူးပြီးတော့အမီလေးချင်းပြားတို့တည်ရတော့မှကိုလက်ရင်ကျိုးရတော့တာပဲအလုံးခမရမှာချစ်စောပြန်၍ အဖန်သောတန်တီးနှင့်ပြောနေချသောချစ်သူအားစကားတုံးမပြတ်နိုင်ပေဇတွေးတွေကိုသာမျိုးချရင်မျက်ရည်တပြိုင်ပြိုင်ဖြစ်နေရှာလေတော့သည်ဒါကြောင့်လေကိုလက်ကိုဒီလောက်မချစ်ခြင်းနဲ့မိအလုံးလေးကိုမကြည့်ပဲမနေပါဘူးလို့စိတ်ကိုဇွတ်တင်ပြီးတညက်နေလုံးသုံးတက်သားကော်တွေပေါ်ပြီးစိတ်ကိုဖျောက်ပြစ်တယ်။ရှင်းနိုင်လဲထိုးရောကော်နံပါတ်43ကလည်းအတုံးမကျဖြစ်ကြရော။ဒွေရောဥပတ်ရော ဝိုင်းကင်လိုက်တာဟာကိုလက်တင်းထားတဲ့စိတ်ဟာတခါတည်းဘုံကျဲခံရတဲ့အိမ်လိုဘုံကနေပြိုကျသွားတော့တာပဲအလုံးဒါနဲ့မိုးရွာကြီးတဲ့ဇွတ်ပြန်လာခဲ့တယ်အိမ်ရောက်လို့အလုံးနဲ့တွေ့ရတော့ဒီလောက်ငါ့ကိုမချစ်ချင်တဲ့ဟာမကလေးငါလည်းမချစ်တော့ပါဘူးရဲ့လို့စိတ်ကောက်ကောက်နဲ့ဇွတ်ပေပြီးပြောချင်တာတွေကိုမပြောဘဲနဲ့ဂေါနကခနာကလေးမှာကိုလက်မရှိမဆက်အောင်းအင်းထားတယ်စိတ်ကိုတင်းထားတယ် ဒီလိုနေတော့မှအလုံကကိုလက်ကိုတကယ်ဂယုဏနဲ့အားပေးတာကိုကြားရတော့ကိုလက်တင်းထားတဲ့စိတ်ဟာတင်းလို့တော့ပြတ်သွားတဲ့ကြိုးလိုထောင်ငနဲ့ပြတ်ထွက်သွားရတယ်ကိုလက်မရှိတော့ဘူးကွယ်မရှိတော့ပါဘူးဘာဖြစ်လို့ဒီလောက်ကိုလက်အပေါ်မှာချောင်ကျင်ရတာလဲအရှိရဲ့ဟမ်ကိုလက်တေတာကို ကြည့်ကျင်လို့လားကိုလက်တေတာကို ကြည့်ကျင်လို့လားအလုံးကိုလက်ဘဝအညွန်တုံးတာကြည့်ကျင်တဲ့ဘောလေး ကိုလက်ကွဒီလောက်ပဲမုံရက်တယ်ဗောဟုတ်လားမိစိမ့်မိကလေးယာဟမ်ကိုလက်အခုဘာဖြစ်နေလဲတိလားဟမ်တိလားကိုလက်ရဲ့အတန်းနှလုံးတွေဟာကြေမွားနေပါပြီကွယ်ကိုလက်ရဲ့ဆက်ရောကိုရောဟာချုံချုံကြည်ကြနေပါပြီကောကွယ်ဝမ်းနဲ့ပဲလေရင်ထုမနာကြီးနဲ့ကရားရည်လို့ဒလဟောဇက်တိုက်ပြောနေချာရကကိုလက်ခင်များမှာအလုံးအားရှင်ငန်းဖန်းနေလေတော့ပြီဖြစ်သည့်အလျောက် ပါခြင်းအပ်ကတနာစရာကြီးဖြစ်နေရနေချာလေတော့သည် အလုံးကြီးအဖို့တွင်မူသူစိတ်ကိုယ်သူဘလို့မှတင်း၍မရဖြည့်၍မရဆယ်၍လည်းမရစိတ်ဖြည့်ကျိုးတို့အမျိုးမျိုး ရော့ခွေ၍သွားရ၌ရှင်းတော်ကျိုးတို့ကတရေပီးတရေအသည်နှင့်အောင် တင်းကျက်စွာရပ်ပတ်ခြင်းကိုခံရချပြီဖြစ်သောကြောင့်ရှုပ်တီးထားသော စိတ်ကိုစိုးပုံ၍လှုပ်ချပေးလိုက်ရတော့က"အိုးမုန်းလို့မဟုတ်ပါဘူးကိုလည်း" ိုလက်ကိုမုံလို့မဟုတ်ဘူးကိုလက်ကိုရှစ်လုံးလို့ချောင်ရတာအလုံးလေးကိုလက်ကိုရှစ်တယ်တိတ်ရှစ်တယ်ကိုလက်ရာကိုလက်ကိုအလုံးဘလောက်ထိရှစ်တယ်လဲသိလားဟဲ့ဟိုနှုတ်မှာပွင့်ချံ၍ထွက်လာမိတော့ဒီတာမကကိုလက်ရဲ့လက်ပင်ကိုတိုင်း၍တင်းကျက်စွာဖတ်လိုက်ပြီလေရင်ကိုကိုလည်းဘားပြင်တစ်ဖက်ကိုဘဲပြန်ညာပြန်အားရပါးရနားလိုက်ပြီးမှလေချင်းချက်ကတုံမော်ဟိုက်ငင်နေချာလီတော့ဤ ထိုခဏ၌ဟမ်ကြည်သာရှစ်သားနဲ့သူတက်တက်ကိုကိုညှင်းစဲတာညှင်းတာကဲညှင်းစဲဩကဲရှောင်းဩကဲမောင်းအောင်ကွာဟိုမျက်ရည်ဆက်လက်နဲ့ရှင်းနေလျက်ကပင် ကိုလိုက်ရဲ့မျက်နာမှာဝင်းငနေပြုတ်လာပြီလေရင်ကဲ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 နေကဲကျင်တိုင်းအလုံးဤပစုံမုံမုတ်ကလေးများကိုဒုက္ခပေး၍နေရှာလေတော့ဤ ုတ်ကဲ့ပါခင်ဗျာဆရာကြီးတင့်တယ်ရေးသားတော့ဖြေရော့ခွေးလို့အမည်ရတဲ့လုံချင်းဝတ္ထုကိုအပိုင်း၃၀အနေနဲ့စီစဉ်တက်ဆက်ခြင်းကိုဒီမာရင်ခထခဏရနာထားခွင့်ပြုပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်မတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။